ဇလန်ရဲ့အစမှာတော့မိုးရွာနေတဲ့တရက်မှာဥပဒေကြောင်းသားဂျင်ဟွန်းကအိမ်ပြန်လာခဲ့ပြီးလမ်းတစ်ဖက်ချမ်းမှာရက်နေတဲ့သူ့မိကိုတွေးခဲ့ပါတယ်။သူကလမ်းပြတ်ကူးကနေမှသူ့တငယ်ချင်းစီကဖုန်းဝင်လာတော့သူကဖုန်းပြောရင်းနဲ့ဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်။အဲဒီနောက်ဆိုင်ကသမားတယောက်ကသူ့မိသားကတ်သွားကပတ်စံအိတ်ကိုဆွဲလုခဲ့ပေမဲ့သူ့မိကလှုံ့ပေးပဲဆွဲထားတဲ့အခါမှာတော့ဆိုင်ကယ်နောက်ပါသွားကဆိုင်ကယ်သမားရောသူ့ပါလဲကျသွားခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ဆိုင်ကယ်သမားကဓားကိုထုတ်ကသူ့ကိုကျင်မောင်းများစွာထိုးခဲ့ပြီးတော့ဓားကိုထားခဲ့ကခွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနောက်တခြားလူတယောက်ကဓာတ်ကိုကောက်နေတော့ဂျင်ဟွန်းကလဲကျနေတဲ့သူ့အမိကိုတတိထားမိခဲ့ပါတယ်။သူကသူ့မေစီပြေးသွားကပွေးဖက်ထားခဲ့ပြီးတော့နောက်ကျသွားပြီးမှန်းတိတော့သူကအော်ဟစ်ခဲ့ပါတယ်။နောက်တစ်ခါမှတော့ဇာပနာပွဲကျင်းပခဲ့ပြီးဂျင်ဟွန်းအမကတော်တော်လေးကိုစိတ်တိုက်ခိုက်နေခဲ့ပါတယ်။အဲဒီနောက်ခုနှစ်နှစ်ကြာသွားတဲ့နောက်မှာတော့ဂျင်ဟွန်းသာရှိနေတယောက်ဖြစ်လာခဲ့ပါတယ်။သူကငယ်ပင်မဲ့လမ်းမစားတော့သူ့ရဲ့လှုပ်ခေါက်ကိုင်းဘက်တွေသဘောမကျပေမဲ့ဇာဇွက်သားတွေကိုမတနာတဲ့အတွက်လူသိများခဲ့ပါတယ်။ ဒါမဲ့လည်းဂျင်ဝန်ကတော့တရားမျှတမှုကပတ်စံတဲ့ပိုအရေးကြီးတယ်လို့ယုံကြည်ထားတာပဲဖြစ်ပါတယ်။တရားခွင်တစ်ခုကိုသွားတော့သူ့မခေါ်တာရဲ့ miss call စစ်တခါကိုတွေးလိုက်ပြီးတော့ပြန်ခေါ်လိုက်တဲ့အခါမှာတော့သူ့မက သူ့မိက ပြန်ရောက်လာပြီးတော့သူ့နားမှာ TV ထိုင်ကြည့်နေတဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီတော့အိမ်ပြန်လမ်းမှာတော့ဂျင်ဝန်ကသူ့မရဲ့စေကူတာမှုကရန်နာလိုက်ပြီးထင်တာဆရာဝန်နဲ့ပြောဖို့ချင်းခဲ့ပေမဲ့အိမ်မေရောက်တော့သူ့မိကအကောင်းတိုင်းအသက်ရှင်နေတာကိုတွေ့ခဲ့ရပါတယ်။သူ့မိကသူ့ကိုမြင်တဲ့အခါမှာတော့သူသားပိုက်စာနေမှာစိုးကာ မိဖို့ကြောင့်လည်းဝင်သွားပြီးတော့ချက်ပြုတ်ခဲ့ပါတယ်။ရုတ်တရက်ဂျင်ယွန်းအမေပြန်ရောက်လာတဲ့အကြောင်းကြားပြီးတော့တင်းဟိုဆရာနဲ့တင်းသားတွေကအိမ်ကိုရောက်လာခဲ့ကြပါတယ်။သူတို့ကဝက်ပြုတ်ကဝမ်တာအာရနဲ့ဂျင်ယွန်းအမေကိုနှုတ်ဆက်ခဲ့ကြပြီးတော့လူတို့ကလည်းသူ့ကိုခရစ်တော်ကိုမြင်ခဲ့လားလို့မေးခဲ့ပါတယ်။ဂျင်ယွန်းကသူတို့ကိုသူ့မိကတည်ဆုံးပြီးသားဖြစ်ကြောင်းတတိပေးလိုက်တော့သူ့မိကသူ့ကိုဓာတ်နဲ့ထိုးခဲ့ပါတယ်။တင်းဟိုဆရာကဝင်တားပေးလိုက်ပြီးတခြားလူတွေကလည်းဂျင်ယွန်းအမေကိုမလုံနိုင်အောင်ချုပ်ထားခဲ့ပါတယ်။ ဒီနောက်မှာတော့ဂျင်ဝမေကမဲမဲမြေအားတိုက်ခိုက်ခဲ့ပြီးတခြားလူတွေကသူ့ကိုစောင်းတဲ့အုပ်ကမလုံနိုင်အောင်ထိန်းထားခဲ့ကြရပါတယ်။နောက်တစ်ခါမှာတော့သူတို့ကသူ့ကိုဈေးဝင်ခေါ်သွားခဲ့ကြပြီးတော့ရဲအားရှိတွေကလည်းနောက်ကနေလိုက်လာခဲ့ကြပါတယ်။ဂျင်ဝကသူ့အမေလိုဖြစ်ဖြစ်မျိုးတကဘာလုံးမှာဖြစ်ပွားနေတဲ့အကြောင်းတည်သွားခဲ့ပြီးအသက်ခံလိုက်ရတဲ့သူတွေကအသက်ပြန်ဝင်လာခဲ့တာပဲဖြစ်ပါတယ်။သူတို့ကဘလို့တည်ခဲ့ကြလဲဆိုတာနဲ့သူတို့အလောင်းတွေဘယ်နှမှာမြုပ်ထားလဲဆိုတာကိုပြောပြခဲ့ကြပါတယ်။ ဒီနောက်မှာတော့သူတို့ကသူတို့ကိုတတ်သွားတဲ့လူတပ်သမားတွေကိုပြန်ပြီးတော့လိုက်တက်ကာသူတို့ခန္ဓာကိုယ်တွေကမိတော့တွေနဲ့လောင်ကျွမ်းသွားခဲ့ပါတယ်။အဲ့ဒီအစ်စ်ပြန်ဝင်လာတဲ့လူတွေကအခင်းပြပွားရာကနေလူတပ်သမားတွေလွတ်သွားမှပြန်ပေါ်လာကြတာပဲဖြစ်ပါတယ်။သူတို့ကမြင့်မြင့်တက်တဲ့တွေကိုလည်းခေါ်ခဲ့ကြပြီးတော့ဂျင်းအိုမေကကိုရီးယားမှာပထမဆုံးအစ်စ်ပြန်ဝင်လာတဲ့သူဖြစ်ပေမဲ့ဒီနေ့မှာတော့သူကပြန်ဟုတ်လာကသူသားကိုတိုက်ခတ်ခဲ့ပါတယ်။ဒီချက်ကြောင့်ပဲရဲရာရှိတွေကအာယုံဆိုင်ခဲ့ကြပြီးတော့ဂျင်းအိုကလူသတ်မှုအတွက်အဓိကတန်လျာတရားခံဖြစ်လာခဲ့ပါတယ်။ ဲ့ဒီချိန်မှာပဲမှုကင်းစိတ်ဒစဆရာဝန်လီဆူးကကိုရီးယားကိုရောက်လာခဲ့ပေမဲ့ဂျွန်ကအမှုကိုလမ်းလွဲသွားမှာဆိုတဲ့အတွက်သူကိုယ်တိုင်စုံစမ်းခဲ့ပါတယ်။အရာရှိတယောက်ကတကဘာလုံးမှာအသက်ပြန်ဝင်လာတဲ့သူ89ယောက်ရှိကြောင်းပြောပြခဲ့ပြီးဂျွန်ကတရားရုံးမှာအမြဲတမ်းဒေသံပေးဖို့အထိပြားပေးတဲ့အကြောင်းကိုလည်းသိရရပါတယ်။အဲဒီတော့ဂျွန်ကသူ့မိတေဆုံးမှုနဲ့ပတ်သက်တဲ့အမှုတွဲဖိုင်တွေအကုန်လုံးကိုလည်းရယူထားကြောင်းလီဆူးကသိခဲ့ရပါတယ်။ဂျွန်ကအဲဒီဖိုင်တွေကိုနှစ်နှဲငယ်ကတောင်းယူထားခဲ့တာဖြစ်ပြီးတော့ အဲ့ဒီကလေးကသူကိုယ်တိုင်စုံစမ်းနေခဲ့တာလည်းဖြစ်ပါတယ်။ရဲတွေအတွက်တော့ဒါကတန်တရားဝင်စရာကောင်းနေခဲ့ပြီးအမှုကအစာကလေးကရှေ့နောက်မကြီးချောင်းဂျင်ဝန်းကရှင်းပြခဲ့ပါတယ်။ CCTV မှတ်တမ်းရတရားခံတယောက်ပဲရှိပြီးတော့အသက်ခံရသူလက်မှာလည်းလူသက်သမားရဲ့ DNA ကိုရှာတွေ့ခဲ့ပါတယ်။ဒါမဲ့လည်းဂျင်ဝန်းကခင်းပစ်ပွားရနေရာမှာလူနှစ်ယောက်မြင်ခဲ့ကြောင်းပြောတဲ့မျက်မြင်သက်တွေကိုတွေ့သွားခဲ့ပြီးတန်တရားတရားခံနဲ့မကိုက်ညီတာကိုလည်းသူကသိခဲ့ရပါတယ်။ ဂျင်ဝန်ကဆိုင်ကယ်ကိုလည်းခြေအားခံကြည့်ခဲ့ပြီးတော့ဝရမ်းထုတ်ကန်ထားရတဲ့တရုတ်ရာဇဝတ်သားတစ်ယောက်ဟာဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။သူ့မှတ်တမ်းမှာဆိုင်ကယ်ခိုးမှုသုံးခုရှိခဲ့ပေမဲ့45ရက်ကြာတော့သူ့အလောင်းကမြစ်ထဲမှာမျောပါလာခဲ့ပါတယ်။သူ့ရဲ့ DNA ကအကင်းဖြစ်ပွားရာနေရာမှာတွေ့ခဲ့ရတဲ့ DNA နဲ့ကပ်ညီနေခဲ့တော့ရဲတွေကလူသက်သမားကတည်သွားပြီလို့ယူဆခဲ့ကြပါတယ်။ဒါမဲ့လေအလောင်းကတရုတ်လူမျိုးမဟုတ်တော့ဂျင်းဝန်ကတရုတ်ကိုထွက်သွားတဲ့လူတွေကိုစုံစမ်းဖို့အင်တာပိုကိုစီရင်တောင်းခဲ့ပါလေ အထူးစံဆုံးအချက်ကတော့ဂျေဟွန်ကသူ့မရဲ့အသက်အမကန်ကနေပတ်စံတွေအများကြီးရခဲ့တော့သူကပြစ်မှုကိုသူကိုယ်တိုင်ကျူးလွန်ခဲ့တာလားဆိုပြီးတော့တန်တရာဝေခံခဲ့ရပါတယ်။လီဆူကလည်းဂျေဟွန်ကသူ့ပါဝင်နေတာကိုဖုံးကွယ်ဖို့အတွက်အမှုဖိုင်တွေကိုယူထားတာဖြစ်နိုင်အောင်ယူဆခဲ့ပြီးမြင်းမြင့်တေတေရီရဲ့လိမ့်စာနဲ့အဲ့ဒီနေ့ကဂျေဟွန်ရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုရှာကြည့်ခန်းခဲ့ပါတယ်။ဂျေဟွန်ကတော့အိမ်မက်ရောက်တဲ့အခါတိုင်းသူ့အမေကသူ့ကိုနှုတ်ဆက်ပြီးတော့အရသာရှိတာတွေချက်ကျွေးတာကိုပြန်မှတ်ရနေခဲ့ပါတယ်။သူကကျောင်းသားဘွားတော်ကသူ့အမေကိုမုံဝိုးပူပေးဖို့ခဏခဏတောင်းခဲ့ပြီးတော့ သူ့မိကလည်းသူ့စိတ်တိုင်းကြဖြစ်အောင်လုပ်ပေးခဲ့တာကိုတတိယသွားခဲ့ပါလေ။လမ်းမှာသူ့တငယ်ချင်းနဲ့ဖုံပြောရင်းကြာနေတဲ့အတွက်သူ့မိကသူ့လက်ပေါ်မှာပဲတည်ဆုံသွားခဲ့တဲ့အနေကိုလည်းတတိယနေခဲ့ပါလေ။အဲဒီနောက်တော့တကမ်းမှာတော့သူကသူ့မိကို ထိုင်းကိုခေါ်သွားဖို့စီစဉ်နေတဲ့သူ့မစီကိုဖုံးဆက်ခဲ့ပါလေ။ဂျေဟုမာကသူ့ယောက်ျားကိုသူ့မိကမကြခင်ပြန်လာမှာဖြစ်တဲ့အတွက်သူပြည့်စည်တွေကိုလုံချောင်းသိမ်းထားဖို့အိမ်မထဲမှာခဏခဏလာပြောတဲ့အကြောင်းပြောခဲ့ပါဗျ။အခုတော့အဲ့ဒီတိုင်ဖြစ်လာခဲ့ပြီးတော့ အရာရှိနဲ့ဂျင်ဝန်တို့ကဂျင်ဝန်အမေကိုကြည့်ဖို့ဈေးဝင်ကိုသွားခဲ့ကြပါတယ်။ဂျင်ဝန်အမေကတတိလက်နေခဲ့ပြီးတော့ဇီဝကာမဖြစ်စဉ်တွေလည်းမလုပ်တဲ့အတွက်ကုမာဝင်တယ်လို့မျိုးဖြစ်နေခဲ့တာဖြစ်ပါတယ်။အရာရှိကတော့ဘုရားကအသက်ခံရတဲ့သူတွေကိုတရားမျှတမှုကိုရှာဖွေဖို့အတွက်အခွင့်အရေးပေးတာဖြစ်နိုင်ကြောင်းပြောခဲ့ပါတယ်။ဒီကိစ္စကိုအများပြည်သူသာသိသွားမယ်ဆိုရင်စူပိုအောင်ကြောင်းမှုတွေဖြစ်လာမှာပဲဖြစ်ပြီးတော့အင်တာနက်ပေါ်မှာလည်းဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေပဲတက်နေတဲ့အတွက်ဂျင်ဝန်ကအံ့ဩနေခဲ့ပါတယ်။အရာရှိကသူ့ကို UFO ဂျိုသားခြင်းမြန်ဗီဒီယိုတွေကိုလည်းရှိပေမဲ့ ဘသူကမှမယုံကြည်တဲ့အကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းဂျင်ဟွန်းကတော့ CIA ကအသက်ပြောင်းဝင်လာတဲ့သူအကြောင်းခေစီတွင်းကြသိနေတယ်လို့တန်တရားဝင်နေခဲ့ပါတယ်။လစားချေဖို့အတွက်ကြာရှုံးခဲ့တဲ့သူလည်းရှိမှာပဲဖြစ်ပြီးတော့သူ့မိကသူ့ကိုတက်လိုက်လို့မှပျောက်ကွယ်မသွားဘူးဆိုရင်လူသက်သမားကတခြားတယောက်ဖြစ်ပြီးတော့သူ့မိကအဲ့ဒီလူကိုလိုက်တက်မယ်လို့ထင်ကြောင်း theory ထုတ်ကြည့်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလီဆူနဲ့သူ့ရဲ့လက်ထောက်တို့ကဂျင်ဟွန်းအမအိမ်ကိုသွားလည်ခဲ့ကြပြီးတော့ဂျင်ဟွန်းမကသူ့အဖေကငငယ်လေးကလေးကဆုံးသွားတဲ့အတွက် သူတို့မကထရကားမောင်းပြီးတော့သူတို့ကိုကျွေးမွေးခဲ့တဲ့အကြောင်းပြောပြခဲ့ပါလေ။ဂျင်းဦးစေကျော်တဲ့အရွယ်တုန်းကစိုးသွမ်းခဲ့ပြီးတော့သူ့မေစီကပတ်စံတောင်းကညာလုံးပေါက်ဘားသွားကလပ်တက်ခဲ့ပါလေ။ဆီယန်ကအေးချင်းတွေကသူတို့စီကိုရောက်လာခဲ့ပြီးတော့အသက်ပြန်ဝင်လာတဲ့အမိဖြစ်သူနဲ့ပတ်သက်တဲ့ပစ္စည်းတွေအကုန်လုံးသိမ်းသွားကြောင်းကိုလည်းပြောပြခဲ့ပါလေ။သူကနေပေါင်းများစွာကြောင်းဇေယောကနဲ့ပတ်သက်တဲ့ဈေးတွေတောင်းနေခဲ့ရတာဖြစ်ပြီးတော့သူ့မောင်ကအမိဖြစ်သူတည်ဆိုးမှုအတွက်သူ့ကိုယ်သူပြစ်တင်ကသူ့မမျောလင်းသူလိုမျိုးပြောင်းလဲနေထိုင်ခဲ့တာပဲဖြစ်ပါလေ။ အဲဒီချိန်မှာပဲဂျင်ဝန်းရဲ့ရဲတယောက်ကလွန်ခဲ့တဲ့ခုနှစ်နှစ်ကတရုတ်ကိုထွက်ပြေးသွားခဲ့တဲ့ဝရမ်းပြေးပြန်ရောက်လာတဲ့တရင်ကြတော့တရုတ်တန်းကိုသွားခဲ့ပါတယ်။ဂျင်ဝန်းကလိမ့်စာရအောင်တရင်ပေးကိုပတ်စံထုတ်ပေးခဲ့ပြီးတော့ဒီစုကလည်းတရင်ရသွားကဂျင်ဝန်းကိုစောင့်ကြည့်ဖို့သူ့လူတွေကိုမိတ်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့ဂျင်ဝန်းကဝရမ်းပြေးအိမ်ကိုရောက်လာခဲ့ပြီးတော့တကားပွင့်ပေးအောင်လှည့်စားခဲ့ပါတယ်။ဝရမ်းပြေးကဂျင်ဝန်းကိုတိုက်ခိုက်ခဲ့ပေမဲ့လည်းမရှင်နိုင်မှန်းတီတော့ထွက်ပြေးခဲ့ပါတယ်။ဂျင်ဝန်းကလည်းလမ်းတစ်လျှောက်သူ့နောက်ကိုလိုက်ဖမ်းခဲ့ပြီးတော့ခဏကြာတော့လီစုဖွဲ့သားတွေရောက်လာကဝရမ်းပြေးကိုဖမ်းသွားခဲ့ပါတယ်။ ဂျုံကနောက်ဖေးလမ်းကြားလေးကနေထွက်ပြေးခဲ့ပြီးရုတ်တရက်မိုးရေကြားလေးကနေသူ့ကိုစိုက်ကြည့်နေတဲ့ကလေးမလေးကိုလည်းတွေ့ခဲ့ပါတယ်။ဆရာရီဌာနချုပ်မှာတော့တခြားနိုင်ငံကယာရှိတွေလည်းရောက်လာခဲ့ပြီးတော့တရင်ချက်လက်တွေမျှဝေပေးခဲ့ပါတယ်။တကယ်တော့အသက်ပြန်ဝင်လာတဲ့သူတွေကသူတို့အသက်ခံရတဲ့နေရာနားမှာပဲလက်စားချေတတ်ကြတာဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရေက90ရာခိုင်နှုန်းလောက်ရှိတဲ့အတွက်သူတို့ကမိုးသည်ထဲမှာပေါ်လာတတ်ပြီးတော့သူတို့ခန္ဓာကိုယ်ရင်းကတန်တက်ကပုံမှန်လူသားတွေထက်တိတိတသာပိုများပါတယ်။ သူတို့ကလစားကြည့်တဲ့အချိန်မှာအားကောင်းတဲ့တန်လိုက်စကွင်းဖြစ်ပေါ်တတ်ပြီးတော့သူတို့ကလောင်ကျွမ်းသွားတတ်ပါလေ။ဒါမဲ့လည်းဂျင်ဟုတ်အမေကတမူထူးကြနေခဲ့ပြီးတော့ပြန်ပြီးအသက်ဝင်လာခဲ့ပေမဲ့လစားမချေခဲ့ပါဘူး။ဆိုင်အေးချင်းတွေကဂျင်ဟုတ်အမေကိုသွားကြည့်ခဲ့ကြပြီးတော့ဂျင်ဟုတ်အမေကလစားချေဖို့ပြန်လာတာဖြစ်ကြောင်းဝေခံခဲ့ပါလေ။သူသားကသူ့ကိုမတက်ခဲ့ပေမဲ့လည်းသူ့ကိုတည်စီခဲ့တာပဲဖြစ်ပါလေ။သူကလူတယောက်နာမည်ကိုပြောခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲဂျင်ဟုတ်ကလည်းသူဖမ်းခဲ့တဲ့လူကသူ့အမေလက်ပေါ်မှာဂျန်ခဲ့တဲ့ DNA နဲ့ကိုက်ညီကြောင်းတည်သွားခဲ့ပါလေ။ ။လီဆိုကဝရမ်ပြေးကိုဆင်မေးခဲ့ပေမဲ့ဝရမ်ပြေးကလူသတ်မှုကိုငင်းဆန်ခဲ့ပါတယ်။လီဆိုတို့ကလည်းတရုတ်မှာဝရမ်ပြေးကလူသတ်မှုနှစ်ခုအတွက်အလို့ရှိကြောင်းသိနေခဲ့ပြီးလွဲပြောင်းပေးလိုက်ရင်သူကနှစ်လအတွင်းတက်ခံရမှာဖြစ်ပေမဲ့ကိုရီးယားမှာဆိုရင်တော့သူကထောင်ဒဏ်120ပဲကြာခံရမှာဖြစ်ပါတယ်။ရုတ်တရက်ဂျင်းဝန်ကအခန်းထဲကိုဝင်လာတော့လီဆိုကအသက်ပြောင်းဝင်လာတဲ့လူတွေကဒုတိယအကြိမ်အတွက်အတမာကန်ကြီးရှိလားလို့မေးတဲ့အချိန်မှာဂျင်းဝန်ကဝရမ်ပြေးကိုသူကိုယ်တိုင်ဆင်မေးခဲ့ပါတယ်။တကယ်တော့အဲ့ဒီနေရုံးကကားတိုင်းမှုကဂျင်းဝန်တို့နေထိုင်တဲ့ပြည်နယ်ထဲမှာပဲဖြစ်ပွားခဲ့တဲ့အတွက် သူကကားအစီးတံမှာတည်ဆုံသွားတဲ့တားပါနှစ်ယောက်အတွက်ပါအမခံကြီးရခဲ့တာပဲဖြစ်ပါလေ။ဒီနောက်မှာတော့ဝရန်ဘီကနောက်ဆုံးတော့ခင်းပြပွားရနေရာမှာလူထုဆန်းတယောက်ရှိခဲ့တဲ့အကြောင်းကိုထုတ်ပြောခဲ့ပါလေ။အဲဒီသူကသူထွက်သွားတဲ့အချိန်မှာဂျင်ဝုံမေကိုဓာတ်နဲ့ထတ်ထိုးခဲ့ပြီးတော့စစ်မေးနေတော့ရုတ်တရက်ဆိုင်အေဂျင့်တွေရောက်လာကဂျင်ဝုံကိုဂယူးမဆိုင်ပဲနဲ့သူ့ကိုခေါ်သွားခဲ့ပါလေ။ဒုတိယမြောက်လူကိုလည်းရှာမတွေ့ခဲ့ပဲနဲ့မူကင်းဆေးရလက်တွေကလည်းအတုလောက်ခံထားရတာပဲဖြစ်ပါလေ။ အဲ့ဒီချိန်မှာပဲဂျင်အိုမီကအတအမခံဂျေးကိုသူသားကိုမပြောဘဲနဲ့သူကိုယ်တိုင်ပေးသွင်းခဲ့တာကိုလီဆူကတည်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်ကအမှုအတွက်စစ်ဆေးပေးခဲ့တဲ့မူကင်းဆေးပညာရှင်ကလည်းအမေရိကန်ကိုပြောင်းရွှေ့သွားခဲ့ပါပြီ။ထူးဆန်းတဲ့ကားစီးရန်ကဂျင်အိုမီတည်ဆုံမှုနဲ့ဆက်ဆက်နေတယ်လို့လီဆူကယူဆခဲ့ပါတယ်။ကမ္ဘာနံပြားမှာလည်းမြင့်မြင့်တွေကအသက်ပြန်ဝင်လာတဲ့သူတွေကသူတို့ရှိမှတဲ့မိတော့တွေနဲ့လောင်ကျမ်းသွားကြောင်းထုတ်ပြောခဲ့ပါတယ်။နောက်တစ်ခါမှာတော့လူသက်သမားကိုဂျင်ဟုံမေရဲ့ဆေးရုံကန်းလေးကိုခေါ်သွားခဲ့ကြတော့ကုမာဝင်းတို့ဖြစ်နေတဲ့ဂျင်ဟုံမေကမျိုးလုံးပွင့်လာခဲ့ပါတယ် ဇက်တွေကလည်းလုံးမလုံးတော့ပဲနဲ့ဂျင်းဦးမေကမတ်တက်ထရက်ကလူသက်သမားစီဖို့သွားပြီးတော့တစ်ချက်တည်းနဲ့လေဘင်းကိုချိုးတက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကလေးကြသွားခဲ့ပါတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကမူရင်းစီးပညာရှင်နဲ့အရာရှိတယောက်ကတန်တရားတရားခံလို့ယူဆရတဲ့လူရဲ့အလောင်းကိုမြစ်ထဲမျောခဲ့ကြပြီးတော့နောက်ပိုင်းမှာရဲအရာရှိတွေကတွေးရှိခဲ့ကြပါတယ်။အခုတော့ဂျင်းဦးကမူရင်းစီးပညာရှင်ကိုသွားတွေ့ခဲ့ပေမဲ့သူမေးသမျှဘာမှမဖြေခဲ့ဘဲနဲ့အမှုကပိတ်ပြီးသားဖြစ်တဲ့အကြောင်းကိုပဲပြောခဲ့ပါတယ်။ အဲဒီချိန်မှာပဲလီစုကဂျင်းအိုမစီကိုတွားကလွန်ခဲ့တဲ့6နှစ်ကဆုံးသွားတဲ့ကော်မလီပုံကိုပြခဲ့ပါတယ်။ကော်မလီရဲ့မိကားအကားစီးနဲ့မှတည်ဆုံးသွားခဲ့တဲ့သူ့ယောက်ျားကိုအသက်အာမခံကြည့်ပေးခဲ့တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ရုပ်ရည် CCTV မှတ်တမ်းကနေကားစီးနဲ့မှတည်သွားတဲ့အဖေဖြစ်သူကဂျင်းအိုမီကိုဓာတ်နဲ့ထတ်ထိုးခဲ့တဲ့လူဖြစ်နေမှန်းလည်းတွေ့သွားခဲ့ကြပါတယ်။တကယ်တော့အဲဒီလူကလည်းလက်စားချေဖို့အတွက်အသက်ပြန်ဝင်လာတဲ့သူပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူကလည်းတခြားလူတွေလိုမိတော့တွေတဲ့လောင်ကျွမ်းသွားခဲ့ပါတယ်။ ကားကြီးထဲမှာတာဖနေအောင်လို့တည်ဆုံးခဲ့တာကဂျန်ဟိုမေကြောင့်ဖြစ်ပြီးတော့အကြောင်းအကြောင်းကြောင့်သူကအလောင်းတလောင်းကိုနေရာပြောင်းရွှေ့ခဲ့ပါလေ။ဂျန်ဟိုမေကသူ့ကိုတိုက်ခတ်ခဲ့တဲ့တရုတ်ဝရမ်းပြေးကိုတတ်ခဲ့ပြီးတော့မကြာခင်မှာပျောက်ကွယ်သွားတော့မှာပဲဖြစ်ပါလေ။အဲဒီအချိန်မှာပဲဂျန်ဟိုကတာဖနေအောင်တည်ဆုံးခဲ့တဲ့ညကတာဝန်ကျတဲ့ရဲရာရှိရဲ့နာမည်ကိုတင်ရခဲ့ပါလေ။အဲဒီရဲကအသိမကြာခင်မှာပဲလှုပ်ထွက်သွားခဲ့ပေမဲ့လီစုကသူ့စီကိုရင်ရောက်သွားခဲ့ပြီးတော့ဇပွဲပေါ်ကနှုတ်ဆက်စာနဲ့အသက်မဲ့နေတဲ့အလောင်းကိုတွေ့ခဲ့ပါလေ။ ။လူကစားကိုဂျင်ဝန်စီကိုပေးလိုက်ပြီးတော့တန်တရားဝင်မိခဲ့တဲ့အကြောင်းဝေခံခဲ့ပါတယ်။ဂျင်ဝန်ကအဲ့ဒီနေတုန်းကလမ်းပြကူးဖို့ကြာနေတော့သူ့မေတိုက်ခိုက်ခံရမှာကိုစောင့်နေတယ်လို့မျိုးဖြစ်နေခဲ့တာပါ။ဂျွန်ကစာကိုဖတ်ကြည့်ခဲ့ပြီးတော့စာထဲမှာလွန်ခဲ့တဲ့9နှစ်တုန်းကရဲရရှိကဖုန်းကောတစ်ခုကိုလက်ခံရရှိခဲ့တဲ့အကြောင်းကိုလည်းပြောထားခဲ့ပါတယ်။အဖေဖြစ်သူကမူးနေတော့တမိကကြောက်လန့်နေခဲ့ပြီးကြားဝင်လို့မရတဲ့အတွက်သူကထွက်လာခဲ့ပါတယ်။နောက်ပိုင်းမှာဂျင်ဝမေကသူ့စီကိုရောက်လာကလက်ထိုးပြီးတော့ထရက်ကာတစ်စီးအကူခံရတာကိုသူ့ကိုအပြစ်တင်ဖို့ပြောခဲ့တော့ သူကသဘောတူခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့ကော်မလီရဲ့အလောင်းကိုရှာတွေ့ခဲ့ကြပြီးတော့အကျိုးဆက်တွေကိုရင်မဆိုင်ရဲတဲ့အတွက်သူကဖုံးကွယ်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့လည်းတည်သွားတဲ့ကော်မလီကအိမ်မက်တီတဲ့အထီကိုလိုက်ပြီးတော့ထောက်လန့်နေခဲ့တာပါ။ဂျင်ဟွန်းကဘာမှမမှတ်မိပေမဲ့လည်းဂျင်ဟွန်းကိုပြဿနာကောင်လို့ခေါ်ကရဲရရှိကသူ့ကိုသူတက်တည်သွားခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်ဖြစ်နေလဲဆိုတာနားလည်ဖို့အတွက်ဂျင်ဟွန်းကသူ့မကိုဖုံးကွယ်ခဲ့ပြီးတော့သူမကလည်းအဲဒီညကသူတို့သားမိကတရားရုံးကိုတတ်ခဲ့တယ်လို့ရဲတွေကတန်တရားရှိနေခဲ့ပေမဲ့မသေးချတဲ့အကြောင်းပဲပြောခဲ့ပါဗျ။ တငယ်ချင်းတယောက်ကတော့ဂျင်ဝန်ကမူယူနေခဲ့ပြီးတော့ပြေးထွက်သွားတယ်လို့ပြောခဲ့ပါတယ်။ဘာရောက်တဲ့အခါမှာတော့ဂျင်ဝန်ကပြန်မက်ရလာခဲ့ပြီးတော့အဲဒီနေကဘာကထွက်လာတော့သူကသူ့မိကိုစော်ကားခဲ့တဲ့အသီးရွက်တွေတင်ထားတဲ့ truck ကားကိုတွေ့ခဲ့ပါတယ်။အခုတော့သူကဘတ်ကားပေါ်တက်သွားတဲ့ကောင်မလေးကိုထပ်တွေ့ခဲ့ပါတယ်။သူ့မိကိုရဲရဲရှိတွေကအပြင်ဘက်မိုးရွာတဲ့တဲခေါ်ထုတ်ခဲ့ပေမဲ့လောင်ကျမ်းမသွားခဲ့ဘဲနဲ့မီးပြတ်သွားတော့သူကထွက်သွားခဲ့ပါတယ်။ဂျင်ဝန်ကဘတ်ကားနောက်ကိုလာရင်းနဲ့ရှေ့ကကားကိုဝင်တိုက်မိကတွေ့တဲ့ truck ကားတစ်စီးနဲ့ဆက်လိုက်ခဲ့ပါတယ်။ ။မန်းကျန်တွေလည်းပြန်ပေါ်လာခဲ့ပြီးတော့သူကရဲမူးမူးနဲ့ထရကားကိုတက်မောင်းကရဲစရုပ်ကိုဝင်တိုက်မိခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့မိကထရကားထဲမှာတည်သွားတဲ့ကော်မလီရဲ့အလောင်းကိုရှာတွေ့ခဲ့ပါတယ်။သူကထရကားကိုပြန်ပို့မဲ့အချိန်မှာကော်မလီဖေရောက်လာခဲ့ပြီးတော့သူကဆန်ကင်နဲ့လာနေတဲ့ကော်မလီဖေကိုဝင်တိုက်ကထွက်ပြေးသွားတော့ကော်မလီဖေကတည်ဆုံသွားခဲ့ပါတယ်။သူသားကိုကာကွယ်ဖို့အတွက်ဂျင်ဟုံးမေကရဲကိုလက်ထိုးခဲ့ပြီးတော့မနေ့ရောက်တော့ဂျင်ဟုံးကဘာမှမမှတ်မိပဲနဲ့ဖြစ်သွားခဲ့တာပါဂျင်ဟုံးကထရကာမောင်းနေရင်းနဲ့နောက်ထပ်ရဲစရုပ်တစ်ခုကိုဝင်တိုက်လိုက်တော့ မှန်ညံတွေကအကုန်လုံးပြန်ရသွားခဲ့ပါတယ်။အဲနောက်ဂျင်ဝန်ကမောက်သွားတဲ့ကားကောင်ကန်းထဲမှာပိတ်မိနေတော့အသက်ပြန်ဝင်လာတဲ့ကော်မတီကအနာကတ်လာခဲ့ပါတယ်။သူကဇီယိုနေတဲ့နားမှာမိကျစံကိုချစ်လိုက်တော့ဂျင်ဝန်ကဒေဗီထင်ခဲ့ပေမဲ့လည်းဂျင်ဝန်မေရောက်လာခဲ့ပါတယ်။ဂျင်ဝန်မေကကော်မတီရှိမှဒူးထောက်ကသူသားကိုတက်ချမ်းသာပေးဖို့တောင်းပန်ခဲ့ပါတယ်။သူကသူကောင်းကိုမြေကြီးနဲ့ထိအောင်ငုံထားခဲ့ပြီးတော့ဂျင်ဝန်ကလည်းကားထဲကထွက်လာနိုင်ကခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့ပါတယ်။သူကဒရဂါကနေဝေးရကိုလျှောက်သွားခြင်းနဲ့ တည်ဖို့ပြင်ဆင်ထားခဲ့ပေမဲ့လည်းကော်မတီကမိရောက်တွေဖြစ်ဖို့ပြောင်းလဲသွားခဲ့ပါတယ်။ထရက်ကားကလည်းပောက်ကွဲသွားတဲ့အခါမှာတော့ဂျန်ဝန်ကပေးကိုလွင့်ထွက်သွားခဲ့ပါတယ်။သူကမိရောက်တွေကြားထဲမှာသူ့အမေမျက်နှာကိုမြင်ခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ဂျန်ဝန်ကကော်မလီရဲ့တည်ဆုံမှုအတွက်အမှုရင်ဆိုင်ခဲ့ရပါတယ်။သူကအယူခံမဝင်တော့ဘဲနဲ့တရားမျှတမှုကိုရင်ဆိုင်ဖို့တက်ခံကြောင်းဝန်ခံခဲ့ပါတယ်။ဒီနောက်မှာတော့သူကသူ့အမေတတိပေးတာကိုလက်လျူရှုထားတဲ့အတွက်သူ့အမေကသူ့ကြောင့်တည်သွားတာဖြစ်ကြောင်းကိုလည်းဝန်ခံခဲ့ပါတယ်။ ဒီနောက်မှာတော့လီဆိုနဲ့ဆီယန်ရာရှိတွေကလည်းသဘောပေါက်သွားခဲ့ကြပြီးတော့ဒီချိန်မှာတော့အသက်ပြန်ဝင်လာတဲ့လူတွေကတရားမျှတမှုတွေမကဘဲနဲ့ခွင်လွှတ်မှုကိုပါယူဆောင်တာလည်းကြပါလေ။ဇာလန်လီကတော့ဒါပါပဲခင်ဗျအဆုံးထိနားဆင်ပြီးခဲ့ကြတဲ့တွေလည်းကျေးဇူးတူပဲတင်ရှိပါရစေ။